ားလုံးပဲမင်္ဂလာပါခင်ဗျာ Daily Dose Computer မှာကြိုဆိုပါရစေကျွန်တော်ဟင်မြန်နိုင်ပါဒီနေ့ကျွန်တော်သင်ကြားပေးချင်တဲ့သင်ခန်းစာလေးက Microsoft ဘက်ကိုယူကမစတင်ပြီးတော့လေ့လာနေတဲ့သူတွေအတွက် Microsoft ဘက်မှာစာရီရိုက်တဲ့အခါမှာပထမဆုံးအနေနဲ့ကျွန်တော်ပြင်ဆင်ထားတဲ့ PDF ကိုဘယ်လိုမျိုးချိန်ညှိရမလဲဆိုတာလေးကိုယခုသင်ခန်းစာလေးမှာတည်တည်လေးပြပြပေးချင်တာဖြစ်ပါတယ်ယခုသင်ခန်းစာလေးကကျွန်တော်ရဲ့ Computer Business Online Course လေးနဲ့ Microsoft Web Special Online Course တို့မှာသင်ကြားရတဲ့သင်ခန်းစာလေးတွေကတခုလည်းပဲဖြစ်ပါတယ် ကျွန်တော်တို့ Microsoft ဘက်မှာစာတွေရိုက်ချင်နေဆိုရင်စာမရက်ခင်လေးမှာကျွန်တော်တို့အနေနဲ့ပေးဆက်တဲ့ကိုအရင်ဆုံးချင်းကြီးထားတတ်ပါတယ်ကျွန်တော်တို့ဒီစာတွေရိုက်ပြီးမှပေးဆက်တဲ့ကိုချိန်လို့လည်းရပါတယ်ဒါပေမဲ့ကျွန်တော်ကမရက်ခင်မှာပို့ပြီးတော့မှချိန်ထားမယ်ဆိုရင်ပို့ပြီးတော့မှဆင်ပြေသွားတယ်ပေါ့နော်ဒါကြောင့်လဲဆိုတော့ Qua ကမှစပြီးတော့လေးလာနေတယ်ဆိုရင် Qua စာတွေရိုက်ပြီးခါမှပြန်ပြီးတော့ပေးဆက်တဲ့ကိုပြောင်းလိုက်မယ်ဆိုရင်ကျွန်တော်ကစာတွေရဲ့အနေထားတွေပြောင်းသွားပြီဆိုရင်ကိုအနေနဲ့ကမလုပ်တတ်တော့ပဲနေပေါ့နော်အချိန်တွေအများကြီးကြာသွားတာမျိုးကြီးကြုံရတတ်ပါတယ်ဒါကြောင့်မလို့ Qua အခုမှစပြီးတော့လေးလာနေတယ်ဆိုရင်တော့ပေးဆက်တဲ့ကိုအရင်ဆုံးချိန်ထားပါပြီးမှသာလေကိုရိုက်ချင်တဲ့စာကိုစပြီးတော့မှ ရိုက်တင်ပါတယ်ပေါ့နော်ဟုတ်ပြီတော့ကျွန်တော်ဒီမှာ Microsoft Word လေးကိုစပြီးတော့มาဖွင့်လိုက်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော် PDF ဆိုတာကဘာကိုပြောရလဲဆိုတော့ကျွန်တော်ဒီအပေါ်လေးမှာပေါ့နော်ကျွန်တော်ဒီပေါ်လေးမှာဒီမှာ layout ဆိုတဲ့ tab လေးရှိပါတယ်ဒီ tab လေးကိုတစ်ချက်လေးသွားလိုက်ပါတော်လိုက်ပြီဆိုရင်ဒီအောက်လေးမှာကျွန်တော် PDF ဆိုတဲ့ဒီမှာနာမည်လေးနဲ့ group လေးရှိပါတယ်အဲ့ဒီမှာကျွန်တော်ဒီမှာအများကြီးရှိတယ်ပေါ့နော်ပထမဆုံးအနေနဲ့ဒီမှာ margin ဆိုတာလေးရှိတယ်ပြီးတော့ဒုတိယတစ်ခုကတော့ဒီမှာ orientation ဆိုတာလေးရှိတယ် ြော်ဒီဘက်လေးမှာ size ဆိုလေးရှိတယ်ပြော်ဒီဘက်လေးမှာ column ဆိုလေးရှိရယ်ပေါ့နော်ဒီမှာမြင်ရတဲ့ຢာတွေအားလုံးကိုကျွန်တော်တနေရာထဲမှာခြုံပြီးတော့မှသိကြတယ်ဆိုရင်လည်းပဲဒီပေးဆက်တဲ့ group လေးရယ်ပေါ့နော်ဒီဘက်ကကျွန်တော်အောက်ချင်မှာများလေးပါပါတယ်ဒီများလေးကိုတစ်ချက်လေးများသေးလေးကိုတစ်ချက်လေးနှိမ့်လိုက်မယ်ဆိုရင်လည်းသူကဒီမှာပေးဆက်ရဆိုတဲ့ common လေးနဲ့ dialog box တွေကြာလာပါလိမ့်မယ်ကိုကြက်တဲ့နေရာမှာသွားပြီးတော့မှပြင်လို့ရတယ်ပေါ့နော်ပထမဆုံးကျွန်တော်ဒီ box လေးကိုခဏလေးဒီမှာ cancel လေးကိုနှိပ်ပြီးတော့မှပိတ်ထားလိုက်ပါမယ်ပထမဆုံးကျွန်တော်ဒီ box လေးထဲမှာပေါ့နော်ဒီပေးဆက်တဲ့ group ထဲမှာပဲအရင်ဆုံးပြင်ကြည့်ရအောင် ပထမဆုံးနဲ့ဒီဘက်မှာ margin လေးပဲဖြစ်ပါတယ်။ margin ဆိုတာကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကဒီ Microsoft Word မှာစာတင်ရိုက်တဲ့အခါမှာကိုယ်ရိုက်လိုက်တဲ့စာလေးကပေါ့နော်။ cursor ရဲ့ပုံမှာတန်းပြီးတော့မှရိုက်လိုက်ပြီးဆိုတာနဲ့ကိုယ့်ရဲ့စာလေးကဒီလိုမျိုးစာရွက်ရဲ့ဒီလိုထောင်ဘက်ကနေစပြီးတော့မှကပ်ပြီးတော့မှပေါ်လာတာမျိုးမဟုတ်ပါဘူး။သူမှကျွန်တော်တို့စာတွေစပြီးရိုက်လိုက်ပြီးဆိုရင်သူပေါ်လာတဲ့နေရာလေးကတက်တက်ရှိတယ်ပေါ့နော်။အဲ့လိုစာပေါ်လာတဲ့နေရာလေးကိုကျွန်တော်က margin လို့ခေါ်တာဖြစ်ပါတယ်။ဥပမာကျွန်တော်ဒီမှာစာလေးရိုက်လိုက်မယ်ဆိုပါဆိုတော့ကျွန်တော်ဒီမှာ A လေးရိုက်လိုက်တယ်ဆိုပါဆိုတော့ A လေးကျွန်တော်နည်းနည်းလေးရိုက်လိုက်တယ်။ ဟုတ်ပြီအဲ့ခါမှာကျွန်တော် A ဆိုပြီးရလိုက်တဲ့ခါလေးမှာကျွန်တော်ဒီ A လေးရဲ့စာနာတဲ့စာလုံးလေးကိုကြည့်လိုက်ပါဒီ A ဆိုစာလုံးလေးကကျွန်တော်ခုနကပြောသလိုပဲစာရွက်ရဲ့ဒီလိုထိပ်ပိုင်းကနေစပြီးတော့မှာပေါ့နော်ကတ်ပြီးတော့မှဒီလိုပေါ်လာတာမဟုတ်ပါဘူးကျွန်တော်စာရွက်ရဲ့ထိပ်ပိုင်းကနေစပြီးမှပေါ်လာပဲနဲ့ဒီစာရွက်ရဲ့ထိပ်ပိုင်းလေးနဲ့ A စပြီးတော့ပေါ်လာတဲ့နေရာလေးခြားထဲမှာဒီမှာအကွာအဝေးလေးရှိသေးတယ်ပေါ့နော်ဒီလိုလွတ်နေတဲ့နေရာလေးဒီလိုအကွာအဝေးလေးကိုကျွန်တော်ကမာဂျင်လို့ခေါ်တာဖြစ်ပါတယ်သူကဒီအပေါ်ဘက်မှာရှိနေတာဆိုတော့ဒါလေးကိုကျွန်တော်တို့က top margin လို့ခေါ်ရဲပေါ့နော်အပေါ်မာဂျင်လေးပါ အဲ့လိုပါပဲကျွန်တော်စာပြေလေးရဲ့ဒီမှာအဆုံဆုံးဘယ်ဘက်ကနေစပြီးတော့မှ A ဆိုတဲ့စုံလေးတခါပေါ်လာတာမဟုတ်ပါဘူးဒီစာပြေရဲ့ဒီဘယ်ဘက်အဆုံဆုံးလေးနဲ့ A ဆိုပြီးစပြီးပေါ်လာတဲ့ကြားထဲမှာလည်းအကွာအဝေးလေးရှိသေးတယ်ပေါ့နော်ဒါလေးကိုလည်းကျွန်တော်က margin လို့ခေါ်တာဖြစ်ပါတယ်သူကတော့ဘယ်ဘက်မှာရှိတာမလို့သူကျွန်တော်က left margin လို့ခေါ်တာဖြစ်ပါတယ်အဲ့လိုပဲကျွန်တော်စာတွေကိုအဆုံးထိကျွန်တော်ဒီမှာ A တွေရိုက်သွားတယ်ဆိုပါဆိုတော့ကျွန်တော်ဒီမှာ A တွေရိုက်သွားလိုက်တယ် ်ထက်သွားတဲ့ဆိုရင်လည်းကြည်လိုက်ပါကျွန်တော်ဒီမှာစလုံးဒီမှာဆုံးသွားတဲ့နေရာလေးမှာသူကအောက်ကိုတချောင်းသွားပြီးဆင်းသွားတယ်ပေါ့နော်အဲခါမှာကျွန်တော်ဒီမှာဆုံးသွားတဲ့ A ဆွဲနေရာလေးကလည်းပဲဒီမှာအဆုံးထိစာရွက်ရဲ့အဆုံးထိညာဘက်အဆုံးထိသွားပြီးတော့မှမရိုက်ပါဘူးမပေါ်လာဘူးပေါ့နော်ဒီမှာဒီနားလေးရောက်တာနဲ့သူကအောက်ကိုဆင်းသွားတာကိုတွေ့ရပါလိမ့်မယ်အဲခါမှာလည်းပဲသူကဒီမှာစာဆုံးသွားတဲ့နေရာလေးနဲ့စာရွက်ရဲ့ဒီဘက်ညာဘက်အဆုံးဆုံးလေးရဲ့ကြားထဲမှာအောက်ကွာဝေးလေးရှိပါတယ်ဒါလေးကိုတော့ကျွန်တော်ကညာဘက်မှာရှိတယ်မလို့ right margin လို့ခေါ်တာဖြစ်ပါတယ်အဲ့လိုပဲစာရွက်ရဲ့ဒီလိုမျိုးအောက်ဆုံးလေးမှာဆိုရင်လည်းကျွန်တော်တို့ကစာကဆုံးသွားပြီဆိုရင်ဒီမှာအကွာဝေးလေးရှိသေးတယ်ပေါ့နော်။ဒါကတော့ကျွန်တော်ကအောက်ခြေမှာရှိတာမလို့ bottom မ မာဂျန်လို့ခေါ်တာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်ကအခြေခံလေးလာနေတဲ့သူတွေမသိသေးမှာဆိုလို့ပြောပြပေးတာဖြစ်ပါတယ်။ဟုတ်ပြီအဲ့ခါမှာကျွန်တော်ကဒီလိုမာဂျန်လေးဒါလေးကိုကျွန်တော်မာဂျန်လို့ခေါ်ရနော်။ဟုတ်ပြီအဲ့ကျွန်တော်ပို့ပြီးတော့မြင်သာသွားအောင်ကျွန်တော်ဒီစာလေးကို A လေးကိုကျွန်တော်ပြန်ပြီးဖြတ်လိုက်မယ်။အဲ့တော့ကျွန်တော်ဒီမှာညီမချင်းလေးရေးလိုက်ပြီးတော့မှကျွန်တော် random စာပိုက်လေးခေါ်လိုက်ပါမယ်။ အဲ့တော့ကျွန်တော်စာပိုက်တီကိုမရိုက်ချင်ဘူးကွာကိုနေနေဒီမှာအတင်သုံးပြီးတော့မှယူချင်တယ်ဆိုရင်ကျွန်တော်တို့ကညီမချင်းလေးရေးလိုက်ပါပြီးရင်ကျွန်တော် IND ဆိုပြီးတော့မှရေးလိုက်မယ်ပေါ့နော်ပြီးကွာဘယ်နဲ့ပိုက်လိုချင်တာလဲဆိုတော့ကိုရေးပေးရပါတယ်အဲ့မှာကျွန်တော်ကွင်းစာလေးလာမယ်ဥပမာကျွန်တော်အပိုက်30လိုချင်တယ်ဆိုပါဆိုနော်အဲ့ဒါကွာကွင်းစာအပိုက်30လိုချင်30 30လိုချင်30ငါးဘက်ပဲလိုချင်တယ်ဆိုရင်ငါးလိုရိုက်ထည့်ပေးပါကိုလိုချင်တဲ့လောက်ကိုရိုက်ထည့်ပေးရတယ်နောက်ဆုံးလေးမှာကွင်းလေးပဲပေးပါ ပြီးတာနဲ့ကျွန်တော်တို့ဒီမှာအန်တာလေးပေါ့နော်ကီးဘုတ်ကနေအန်တာတစ်ချက်နှိပ်လိုက်ပြီဆိုတာနဲ့ဒါနဲ့ကိုလိုချင်တဲ့အတိုင်းလေးပဲစာမျက်နှာဒီစာပိုင်းအရေးအတွက်30ရှိတဲ့စာပိုင်းလေးတွေရရှိလာတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါရ Microsoft ဘက်ကနေပြီးတော့အလိုလျောက်တောင်းလိုက်တာပေါ့နော်။ဟုတ်ပြီပြသပြီဆိုရင်ကျွန်တော်ကဒီမှာစာလေးတွေရောက်လာပြီဆိုရင်ပို့ပြီးတော့မြင်သားသွားပါပြီဒီမှာကြည့်ကြည့်လိုက်ပါဒီမှာကြားထဲမှာလည်းအကွာအဝေးလေးနော်ဖဲဖဲချမ်းမှလည်းလွတ်နေတယ်အပေါ်မှလည်းလွတ်နေတယ်အညာဘက်ချမ်းလေးမှလည်းလွတ်နေတာလေးကိုကျွန်တော်တို့ဒီမှာတွေ့ရမှာပေါ့နော်ဟုတ်ပြီ ဟုတ်ပြီအဲ့ခါလေးမှာကျွန်တော်ဒီမှာအောက်ချင်းမှာသွားပြီးတော့မှအောက်ချင်းမှာသွားပြီးကြည့်မယ်ဆိုရင်လည်းဇာတ်ရွက်ရဲ့အောက်ချင်းလေးမှာလည်းပဲဒီမှာလွတ်နေရလေးကိုတွေ့ရလေးမယ်เนาะဒါလေးကိုကျွန်တော်ဘော်တမ်မှာကျွန်တော်လို့ခေါ်တာဖြစ်ပါတယ်ဟုတ်ပြီအဲ့ခါလေးမှာကျွန်တော်ဒီမှာ margin ဆိုတာလေးကတော့အဲ့ဒါကိုပြောတာပေါ့เนาะဒီမှာ margin မှာကျွန်တော်အများလေးပါပါတယ်နှိမ့်ချလိုက်မယ်ဆိုရင်ဒီမှာရွေးစရာလေးအများကြီးရှိပါတယ်အဲ့ခါမှာကျွန်တော်လက်ရှိမှာတုံးနေတာကဒီမှာ normal ဆိုတာလေးကိုတုံးထားတာပေါ့เนาะလက်ရှိမှာတုံးထားတဲ့ဟာလေးကိုဘယ်လိုသိနိုင်လဲဆိုတော့ဒီဘက်လေးမှာကြည့်လိုက်ပါဒီမှာ gray လေးနဲ့ပေါ့เนาะမိခိုးရောင်လေးနဲ့သူ selection လေးပြနေတာလေးကိုတွေ့ရပါလိမ့်မယ်ဒါလက်ရှိတုံးထားတာလေးဖြစ်ပါတယ် အဲ့ခါမှာကျွန်တော်သုံးထားတဲ့ဒီမှာ margin လေးကကြတော့သူက normal ဆိုရဲ margin လေးပေါ့နော်သူမှာအတိုင်းဒါလေးတွေပါပါတယ်ဒီမှာ top bottom left right ပေါ့နော်အပေါ်ရဲ့ဘယ်ရဲ့ညာရဲ့အောက်ရဲ့ကိုသွားဒီမှာအားလုံးပြပြပြလက်တလက်မှတီးသုံးထားတယ်ဆိုပြီးတော့မှသူပြပေးတာကိုဒီမှာတွေ့ရမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့ကဒီမှာရှိနေတဲ့အကွာဝေးလေးတွေကအပေါ်နဲ့ဒီစာစာပေါ်တဲ့နေရာတွေခြားထားမှာတလက်မှရှိတယ်ဘယ်ဘက်နဲ့ဒီစာစာပေါ်တဲ့နေရာမှာခြားထားမှာလည်းတလက်မှရှိတယ်ပေါ့နော်လေးဘက်လေးလန်ဆိုတော့အားလုံးမှာတလက်မှအကွာဝေးရှိတယ်ဆိုပြီးတော့မှသွားရှင်းပြပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်အဲကမှတော့အတင်ပေးထားတဲ့ဒီမှာ preset တွေအများကြီးရှိပါတယ်ကိုနဲ့တက်တဲ့ဟာကိုယူပြီးသုံးလို့ရတယ်နော်ဒီမှာကျွန်တော် narrow ဆိုတာလေးရှိမယ် narrow ကဆိုတော့ကြည့်လိုက်ပါဒီမှာ top bottom left right ေးပဲလေးလဲစလုံးအားလုံးကိုသူက0.5လက်မပေါ့နော်တလက်မရဲ့တဝက်ပေါ့တဝက်ကိုကျွန်တော်သုံးထားတာဖြစ်ပါတယ်ဒါလေးကိုကိုသုံးခြင်းနဲ့ဆိုရင်တော်တော်လေးပဲကိုသုံးခြင်းနဲ့ကောင်းလေးပေါ့မှာ narrow ကိုကျွန်တော်ကြိုက်တယ်ဆိုရင် narrow လေးပေါ့မှာကလစ်တစ်ချက်လေးနေပြလိုက်ရောပါပဲနေလိုက်ပြီးဆိုရင်ကြည်လိုက်ပါကျွန်တော်ရဲ့စာလေးကဒီမှာစာပြီးတော့မှဒီမှာအားလုံးလိုက်ပြီးတော့မှပြောင်းလဲသွားတာကိုတွေ့ရပါလိမ့်မယ်ဒါကတော့ကျွန်တော်တို့က margin ကိုပြောင်းလိုက်တာပေါ့နော် အပြည့်အခါမှာကျွန်တော်ဒီမှာ margin ကိုပြန်ပြီးတော့မှနေမယ်နေပြီးတော့ကိုဘယ်လိုတောင်းချင်လဲကိုတောင်းချင်တဲ့ဟာကိုလိုက်ပြီးတော့မှရွေးပြီးတောင်းလို့ရတယ်เนาะဒီမှာ moderate ရှိမယ် wide ရှိမယ်ဒီမှာအတိုင်းတားလေးတွေပါပြီးသားပါကိုနဲ့တက်တဲ့ဟာကိုရွေးချက်ပြီးတော့မှတောင်းလိုက်ရုံပါပဲပြန်တော့ကျွန်တော်ကဒီမှာပြထားတဲ့အတိုင်းတားလေးအပြင်ကိုပေါ့နော်ကိုလိုချင်တဲ့အတိုင်းတားကိုကွာကိုတက်မှတ်ချင်တယ်ကွာကိုလိုက်ပြီးတော့မှတက်မှတ်ချင်တယ်ဆိုရင်ဒီရောက်လေးမှာ custom margin ဆိုတာရှိတယ်ဒီ custom margin လေးကိုတောင်းပြီးတော့လည်းတက်မှတ်လို့ရပါတယ်ဟုတ်ပြီဥပမာနဲ့ကျွန်တော်ဒီမှာ normal လေးပဲထားလိုက်မယ်နော် normal လေးကိုပဲဒီမှာပြန်ပြီးတော့မှနေပြီးတော့မှရွေးပြလိုက်ပါတယ် ုတ်ပြီပြီးသားပြီးစတဲ့ development orientation orientation ကတော့ဘာကိုပြောလဲဆိုတော့ဒီမှာသူလည်းပြပြတယ်เนาะ mouse တင်လိုက်မယ်ဆိုတော့ပြပြပါတယ် change page orientation ပေါ့เนาะကျွန်တော်တို့ရဲ့ဒီစာမျက်နှာလေးကိုသူက orientation ဘယ်လိုထားမှာလဲပေါ့ဒီမှာအများလေးမှာကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဆိုရင်သူ orientation အမျိုးရှိပါတယ် portrait ပေါ့เนาะ portrait ကတော့ဒီမှာပုံလေးလေးပြပြထားတယ်စာပြုတ်ကိုအထောင်လိုက်အနေထားတိုင်းထားပြီးတော့မှတုံတာဖြစ်ပါတယ် ်ပြီးတော့နံပါတ်2ကတော့ landscape ပေါ့နော် landscape ကတော့စာရွက်ကိုလဲပြီးတော့မှတုံတာဖြစ်ပါတယ်။ခွာစာရိုက်တော့မယ်ဆိုရင်ကိုယ့်ရဲ့စာကလဲပြီးရရမှာလားထောင်ပြီးရရမှာလားဆိုတော့ကိုယ်ကသိရမယ်ပေါ့နော်။လဲပြီးရရမယ်ဆိုရင်လဲပြီးရမယ်ထောင်ပြီးရရမယ်ဆိုရင်ထောင်ပြီးရမယ်ပေါ့။အဲ့ခါမှကျွန်တော်တို့ဒီမှာဆိုရင်တော့ orientation မှာနှိမ့်လိုက်ပြီးတော့ portrait ကိုကျွန်တော်တို့တုံထားတာဖြစ်တယ်။ portrait ကိုတုံထားတာမလို့ဒီမှာစာလေးတွေကတော့အထောင်လိုက်တိုင်းပဲစာရွက်ကအထောင်လိုက်တိုင်းရှိနေတယ်ပေါ့နော်။ဟုတ်ပြီအဲ့ကမှကျွန်တော်ကဒီမှာ orientation မှာနှိပ်လိုက်ပြီးတော့မှ landscape ကိုတုံးမယ်ဆိုပါဆို landscape ကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပြီးဆိုတာနဲ့ဆက်ဘက်လေးကဒီလိုလေးလဲသွားတာကိုတွေ့ရမှာဖြစ်ပါတယ် ပို့ပြီးတော့တည်တာသွားကြတဲ့ဆိုရင်ကျွန်တော်တို့ကဒီဘက်လေးမှာ file ဆိုလေးရှိတယ်ဒီ file လေးကိုနှိပ်လိုက်ပြီးတော့ဒီအောက်လေးမှာ print ဆိုလေးရှိရယ်နော် print လေးကိုတစ်ချက်လေးနှိပ်လိုက်ပါအဲဒါမှကျွန်တော်ဒီမှာပြပေးပါလိမ့်မယ်ဒီမှာကြည့်လိုက်ပါ server လေးကအလဲတိုင်းလေးပြမယ့်အရာကိုတွေ့ရမှာဖြစ်ပါတယ်ဒီကလေးက orientation လေးမှာပေါ့နော်ခုနကနေရာမှာကျွန်တော်ဒီမှာ orientation မှာနှိပ်လိုက်တယ်ပြီးတော့ portrait လေးကိုရွေးထားလိုက်တယ်ပေါ့နော်ပြီးတော့ခုနကတိုင်းပဲ file ကိုသွားမယ်ပြီးတော့ဒီမှာ print လေးကိုတစ်ချက်လေးနှိပ်လိုက်မယ်ဆိုရင်ကျတော့ကြည့်လိုက်ပါ cyber လေးကအခုလိုမျိုးအထောင်တိုင်းလေးဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါလေးကိုကျွန်တော်ကလဲမလားထောင်မလားဆိုတာကိုတော့ orientation ကိုပြောတာဖြစ်ပါတယ်ပေါ့နော်ပြန်တော့ကျွန်တော်ဒီဘက်လေးမှာ site ဆိုလေးရှိတယ် site မှာနှိပ်လိုက်မယ်ဆိုရင်တော့ရွေးစရာတွေအများကြီးရှိပါတယ် letter size ကိုသုံးပါလားเนาะ legal size ကိုသုံးပါလား a4 သုံးပါလား a3 သုံးပါလားဆိုပြီးအများကြီးရှိပါတယ်အဲ့ခါမှာကျွန်တော်တို့က လက်ရှိမှာတုံးထားတာတော့ A4 စာပဲကိုတုံးထားတယ်ပေါ့နော်ဒီလိုက A4 စာပဲကိုမတုံးချင်ဘူးကိုအနေနဲ့ကလက်တာစာပဲပြောင်းပြီးတုံးချင်တယ်ဆိုရင်လည်းလိုလိုလေးပဲကိုတုံးချင်တဲ့စာပဲလေးလက်တာစာပဲတုံးမယ်ဆိုရင်လက်တာစာပဲလေးပေါ်မှာကလစ်တစ်ချက်လေးနှိပ်ပေးလိုက်ရအောင်ပါပဲဒါဆိုကျွန်တော်တို့စာပဲလေးကလက်တာစာပဲပုံစံလေးပြောင်းသွားတာကိုတွေ့ရမှာဖြစ်ပါတယ် ဟုတ်ပြီအဲ့ခါမှာကျွန်တော်ကဒီမှာတစ်ခုချင်းလေးလိုက်ပြီးတော့ပြင်လို့ရတယ်လို့မျိုးပဲခုနကကျွန်တော်ပြောသလိုမျိုးဒီမှာပေးဆက်တဲ့လေးရပေါ့နော်တရားမှာများလေးပါတယ်များလေးကိုတစ်ချက်လေးနှိမ့်လိုက်မယ်ဆိုရင်လည်းတော့ဒီမှာပေးဆက်တဲ့ဆိုပြီးတန်းလောက်ပါစီကြလာမယ်ဒီမှာလည်းပဲကျွန်တော်ကတနေရာထဲမှာအားလုံးကိုခြုံပြီးတော့မှပြင်လို့ရပါတယ်လုပ်ငန်းခွင်အတွက်ကွန်ပျူတာကိုအခြေခံကနေစတင်ပြီးတော့စနစ်တကျနဲ့ကျွမ်းကျင်စွာအသုံးပြုနိုင်ဖို့အတွက်ကွန်ပျူတာ business online class တွေကိုတက်ရောက်နိုင်ပါတယ်ကွန်ပျူတာ business online class လေးမှာတော့ Windows 10အသုံးပြုပုံလုပ်ငန်းတစ်ပယ်တိုင်းမှာအရင်ကိုအရေးပါတယ် Microsoft Word Microsoft Excel Microsoft PowerPoint Microsoft OneNote, Microsoft Publisher, စတဲ့သင်ခန်းစာတွေနဲ့အခြေခံအင်တာနက်အီးမေးလ်အသုံးပြုပုံတွေ၊ software download and install အသုံးပြုပုံတွေများစွာအပါအဝင်သင်ခန်းစာဗီဒီယိုပေါင်း120ကျော်ကို Telegram Channel နဲ့ Facebook Private Group တို့မှာအသင်ပြေစွာနဲ့စနစ်တကျအလေးလာတင်ကြားရမှာဖြစ်ပါတယ်။မူလသင်တန်းကြီး9800ကျပ်အစားယခုလအတွင်းမှာအထူးသင်တန်းကြီး4000ကျပ်တဲ့ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။အထူးသင်တန်းကြီးတွေကရေကန်တက်လေးတဲ့ရှိတာမို့သင်တန်းကိုအမြဲတမ်းတက်ရောက်ဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ အဲ့ခါမှာကျွန်တော်ပထမဆုံးအနေနဲ့ဒီဘက်မှာ margin ဆိုတာလေးရှိရနော် margin မှာသွားလိုက်ပြီးတော့မှ margin မှာ top ရယ် bottom ရယ် left ရယ် right ရယ်ကိုဘယ်လောက်ထားမှလဲဆိုတော့ကိုတခါရွေးလို့ရတယ်ဒီမှာရှိတဲ့အပေါ်သွားတဲ့ညလေးအောက်သွားတဲ့ညလေးနဲ့ကွာကနန်းလေးတွေကို auto shot လုပ်လို့ရသလိုမျိုးပဲ quality ရှိနေတဲ့ number ထဲမှာကွာဒီမှာ cursor လေးထားလိုက်ပြီးတော့ဗောနော်ကိုလိုချင်တဲ့အတိုင်းအတာကိုလည်းရိုက်ထည့်လို့ရပါတယ်ဥပမာကွာ top ကိုဘယ်လောက်ထားခြင်းလဲဥပမာကွာ top ကိုနှစ်လမ်းမှထားခြင်းလဲဆိုပါဆိုဒါသင်ကွာဒီမှာတူးလို့ရိုက်ထည့်လိုက်မယ်ပြီးတော့ဒီမှာတူးလို့ရိုက်ထည့်လို့ကိုသဘောကျသွားပြီဆိုရင်ဒီမှာ okay လေးကိုနှိပ်ပစ်လိုက်ပါ အဲကျွန်တော်ကြည်လိုက်ပါကျွန်တော်တို့စာလေးကဒီအစစာရွက်ရဲ့အစလေးကနေပြီးတော့မှစာစားပေါ်တဲ့နေရာကြီးဂျာလီထဲမှာနှလမအောက်ကဝေဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါကွာမာဂျင်ကိုပြောင်းလိုက်တာပေါ့နော်အဲကမှာကွာဒီမှာပေးဆက်တဲ့ရဲ့ဒီများလေးကိုပဲပြန်နေမယ်ဒါဒီမှာနှလမမထားခြင်းကွာဥပမာ0.5လက်မပဲထားခြင်းလဲဆို0.5လက်မဆိုပြီးတော့မှရိုက်ပြီးတော့မှကျွန်တော်တို့ထည့်လိုက်လို့ရပါတယ်ပေါ့နော်ဟုတ်ကျွန်တော်တို့ဒီမှာ1လို့ပဲဒလမပဲထားလိုက်ပါမယ်ပြီးရင်အလိုပဲကွာ button တို့ left to right တို့ကွာဘယ်လောက်ထားခြင်းလဲကိုထားခြင်းတလောက်ကိုဒီမှာထားပြလို့ရပါတယ် ်ပြီးတော့ဒီအောက်လေးမှာကျွန်တော်ခုနကပြောခဲ့တဲ့ orientation ကလည်းတရားဥပမာတစ်ခါတည်းပါလာတယ်ပေါ့နော်။ဆာဘက်ကို portrait အထောင်လိုက်ထားမှာလား landscape လဲပြီးတော့မှထားမှာလားဆိုပြီးတော့လည်းတစ်ခါတည်းနဲ့ရွေးလို့ရပါတယ်။အဲကမှကွာဒီမှာ portrait ကိုရွေးထားတယ်ဆိုရင်ဒီမှာ preview နေရာလေးမှာကြည့်ရပါဆာဘက်လေးကအထောင်တိုင်းလေးပဲပေါ့နော်။ကွာ landscape ကိုတောင်းကျင်နေဆိုရင်ဒီမှာ landscape လေးကိုတစ်ချက်လေးနေပြီးတော့ရွေးပေးလိုက်ပါမယ်ဆိုရင် server လေးကတို့လေး preview နေမှာပြပြီးတော့မှလဲပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ကိုနေတဲ့တို့ထားလို့ရပါတယ်။ကျွန်တော်တို့ဒီမှာ portrait လေးပဲထားလိုက်ပါမယ်။ပြီးရင်တော့ဒါကတော့ margin နဲ့သက်ဆိုင်ရာကိုပြင်တာပေါ့နော်။ ပြည်သားပြည်ဆိုင်ရာဒီဘက်လေးမှာပေးပါဆိုတာရှိတယ်ပေးပါမှာတစ်ချက်နှိပ်လိုက်မယ်ဆိုရင်ကြတော့ဒီမှာပေးပါ site နေရာလေးမှာကျွန်တော်ဒီမှာလက်တာစာပြုတ်ကိုတုံးထားတယ်ပေါ့အရင်ကကိုအနေနဲ့တခြားစာပြပြောင်းပြီးတုံးခြင်းနေဆိုရင်ဒီမှာ box key ရဲ့ဒီဘက်လေးမှာညာလေးပါပါတယ်ညာလေးကိုနှိပ်ချလိုက်မယ်ဆိုရင်ဒီမှာစာပြတဲ့အများကြီးကြလာပါလိမ့်မယ်ဒီမှာ qua scope bar လေးနဲ့ဒီမှာလှည့်ပြီးတော့မှဘိန်းလုံးလေးနဲ့လှည့်ပြီးတော့မှ qua ရွေးချယ်လို့ရပါတယ်ဟုတ်ကဲ့ legal စာပဲတုံးမယ်ဆိုဒီမှာ legal လေးကိုတစ်ချက်လေးရွေးလာရုံပါပဲဒါဆိုရင် legal စာပဲဖြစ်သွားမှာပေါ့နော် preview မှာလည်းပဲ query စာပဲလေးကိုနမူနာအနေနဲ့ကြည့်ကြည့်လို့ရပါတယ် ပြီးပြီဆိုရင်ကွာဒီမှာလီဂယ်စာပဲမတုံ့ချင်ဘူးကွာဥပမာအလက်တာစာပဲပဲတုံ့မယ်ပေါ့နော်အကမကွာလက်တာစာပဲလေးကြိုက်တယ်ဆိုလက်တာစာလေးမှရွှေ့ပြလိုက်မယ်ဒါဆိုလက်တာစာပဲဖြစ်သွားပြီဒါလေးအားလုံးကိုကွာဒီမှာမာဂျင်မှာလည်းပဲကိုပြင်လို့သဘောကျသွားပြီအပေပါမှာလည်းပဲကိုပြင်လို့သဘောကျသွားပြီဆိုရင်ဒါလေးကိုကွာဒီမှာ confirm လုပ်ချင်တယ်ဆိုရင်ဒီအောင်လေးမှာ okay စာလေးရှိတယ် okay လေးကိုတစ်ချက်လေးနေပြလိုက်ရုံပါပဲဒါဆိုရင်ကိုလုံးတည်းမြတ်အားလုံးကဒါတစ်ခါတည်းနဲ့သူက save လုပ်သွားပြီပေါ့နော် ပြီးပြီဆိုရင်ကွာဒါလေးကိုဆွမ်းနာတိုင်းမဲ့ print ထုတ်ဖို့အတွက်သွားပြီးကြည့်မယ်အဲကမှကွာ file ကနေသွားပြီးတစ်စင်းချင်းညီမသွားတော့ဘူးဘယ်လိုလုပ်မလဲဆိုတော့ control နဲ့ p နဲ့ကိုတွဲပြီးနေလို့ရပါတယ်သွားတော့ shortcut key လေးပေါ့နော် control ရဲ့ p ရဲ့ကိုတွဲပြီးနေလိုက်တာနဲ့ဒါဆိုကျွန်တော်ကဒီမှာ print နဲ့ကိုတစ်ခါလေးရောက်သွားပါလိမ့်မယ်အဲ့ခါမှလည်းပဲကျွန်တော်တို့ကခုနကကျွန်တော်တို့ဆွမ်းနာနေရာမှာပေးဆက်တဲ့ထဲမှာသွားပြီးတော့ပြင်ရသလိုမျိုးပဲဒီမှာလည်းလာပြီးတော့ပြင်လို့ရပါတယ်။အဲ့တော့ဒီမှာ print နဲ့ကိုရောက်သွားပြီဆိုတာနဲ့ဒီအောက်ဒီမှာ setting ဆိုတာလေးရှိရနော်။အဲ setting ရဲ့ဒီအောက်ဒီမှာလည်းပဲကျွန်တော်တို့ကအဲ့ဒီပေးဆက်တဲ့ကိုဒီနေရာမှာလည်းလာပြီးတော့မှပြင်လို့ရပါတယ်။ အဲ့ခါမှာကျွန်တော်ကဒီမှာသွားပြီးကြည့်လိုက်မယ်ဆိုရင်ဒီမှာစာပြအမျိုးအစားကဒီမှာပါလဲဆိုတော့လက်တာစာပြကိုတုံးထားတယ်။တကယ်လို့ကလက်တာစာပြကိုတုံးထားတဲ့အခါမှာစာပြပဲနေရရှိလဲဆိုတော့ဒီအောင်မှာသွားပြီးကြည့်မယ်ဆိုရင်1 of 5ပေါ့နော်။စာပြအားလုံးစုစုပေါင်း9ရွက်ရှိတယ်ပေါ့နော်။ဒီမှာရှေ့သွားတဲ့များလေးနဲ့ဒီမှာသွားပြီးတော့မှကြည့်ကြည့်လို့ရပါတယ်။စာပြအားလုံးပေါင်း9ရွက်ကုန်တယ်ပေါ့နော်။ဟုတ်ပြီဒါပါစာပြကိုတုံးထားလဲဆိုတော့စာပြအမျိုးအစားကကျွန်တော်လက်တာစာပြကိုတုံးထားတာဖြစ်ပါတယ်။ ်ခလကလက်တာစာပြက်ကိုမတုံးကျင်ဘူးစာပြက်ကလည်း၅ရွက်ကြည်အများနေတယ်ပေါ့နော်စာပြက်ကိုလည်းနည်းနည်းလျှော့ကျင်တယ်ဆိုတော့ဘာကိုတုံးမလဲပေါ့နော်ဥပမာက A4 တုံးမယ်ဆိုပါစို့အဲ့ခါမှာကဒီနေရာမှာသာပြီးတော့လည်းပြင်လို့ရတယ်ဘာကဒီမှာလက်တာဆိုတဲ့ဒီနေရာလေးမှာညာလေးမှာတစ်ချက်နေလိုက်အဲ့မှာအများကြီးကြာလာပါတယ်အဲ့မှာကဘာကိုတုံးမလဲ A3 တုံးမလား A4 တုံးမလားပေါ့နော်ကွာဥပမာ A4 စာပြက်ပြောင်းပြီးတုံးကျင်တယ်ဆိုရင် A4 လေးကိုတစ်ချက်လေးရွေးပေးလိုက်ရုံပါပဲဒါကြောင့်ကျွန်တော်ဒီမှာ A4 စာပြက်လေးပြောင်းသွားပါတယ် A4 စာပြက်လေးပြောင်းသွားတဲ့အတူကျွန်တော်ကစာပြက်အရွယ်စာကအစိုက်ကပြောင်းသွားပြီဆိုတာနဲ့စာရည်ရဲ့အထားသူလေး ေးကပါတခါတည်းပြောင်းသွားပါတယ်။အခါမှာဒီအောက်မှာစိုက်ပဲရေစုစုပေါင်းကိုတွားပြီးကြည့်လိုက်တဲ့အခါမှာလည်းပဲ104ဆိုပြီးဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။အခုနောက်က105ခုစဉ်104ပေါ့နော်တရွတ်တသားသွားပါတယ်။အဲမှာကွာဒီမှာ mouse တင်းနဲ့ဒီမှာရှေ့သွားတဲ့အများလေးနဲ့တွားပြီးတော့ကြည့်ကြည့်လိုက်ပါ။ဒီမှာအလုံးပေါင်းမှာ၄ရွတ်ပဲကုန်တော့တာကိုတွေ့ရမှာဖြစ်ပါတယ်။ဟုတ်ပြီ။ဒါနဲ့ကျွန်တော်ကစိုက်ပဲကိုပြင်လိုက်ရုံနဲ့လည်းပဲစာရီရဲ့အထားအသူတွေစိုက်ပဲကုန်ကြမှုတွေလည်းတွားပြီးတော့ပြောင်းလဲမှုရှိနိုင်တယ်ပေါ့နော်။အဲ့ဒီအခါမှာကျွန်တော်ကဒီဘက်မှာပြန်ပြီးထွက်ချင်တဲ့ဒီဘက်မှာအများလေးရှိတယ်။ညာလေးကိုနေပြီးတော့မှပြန်ပြီးထွက်လို့ရပါတယ်။ ဒါဆိုရင်ကွာပေးဆက်တဲ့ကိုသွားပြီးချိန်ကျင်နေဆိုရင်ဒီမှာ၄ယောက်ကိုသွားပြီးတော့မှဒီပေးဆက်တဲ့ group မှာဒီမှာများလေးကိုနှိပ်ပြီးတော့လည်းပဲဒီပေးဆက်တဲ့ group မှာသွားပြီးတော့မှကျွန်တော်ချိန်လို့ရတယ်လို့မျိုးပဲအဲ့လိုမျိုးကျွန်တော်ချိန်ပြီးကမှကျွန်တော်တို့က print ထုတ်ဖို့အဆင့်ကိုရောက်သွားပြီပေါ့နော်ဒါကျွန်တော်ဒီမှာ file ကိုသွားတယ်ပြီးတော့ကျွန်တော်ဒီမှာ print ကိုသွားလိုက်တယ် ဒီလိုမျိုးအဆင့်ကိုရောက်သွားပြီဆိုမှဒါလည်းဒီမှာပြန်ပြီးတော့မှကွာပြင်ကျင်သေးတယ်ဆိုရင်လည်းပြင်လို့ရတယ်။အဲ့ကမှနောက်ပြန်ထွက်ပြီးတော့ပြင်နေစာမလိုဘူး။ကျွန်တော်ဒီအောက်လေးမှာဆက်တင်စွာလေးရှိတယ်။ဒီမှာတခါလေးလာပြီးပြင်လို့ရတယ်ပေါ့နော်။ကွာဥပမာအနေနဲ့ဒီမှာစာဘက်က portrait ကိုကွာတုံးထားလိုက်တယ်။ဒီကလေးကွာ portrait ကိုမတုံးချင်ဘူး။ကိုယ့်စာဘက်ကလဲပြီးရိုက်မှအဆင်ပြေမဲ့စာဆိုပါဆိုပေါ့နော်။အဲ့ကမှကွာဒီရောက်မှလဲကျင်တယ်ပေါ့။ဘယ်လိုလဲမလဲဆိုတော့ကျွန်တော်ဒီဘက်လေးမှာရှိတယ်။ portrait orientation ဆိုရင်ဟာလေးဒါလေးကိုတစ်ချက်နှိမ့်လိုက်မယ်ဆိုရင်ဒီမှာရွေးစရာ portrait ရှိမယ်။ landscape ရှိမယ်နော်။ landscape ကိုတုံးချင်တာမလို့ဆိုရင်ဒီမှာ landscape လေးကိုတစ်ချက်လေးနှိပ်ပြလိုက်ရအောင်ပါပဲ။ဒါဆိုရင်ကိုယ့် စာပဲလေးကတခါနည်းနည်းလဲသွားတာကိုတွေ့ရမှာဖြစ်ပါတယ်မကွာဒီမှာတွားပြီးတော့မှကြည့်ကြည့်လို့ရတယ်။ဇာမျက်နှာအလုံးပေါင်းအကုန်လုံးလဲသွားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ဒီနေရာမှာလည်းပဲကွာဒီပေးဆက်တဲ့ကိုချိန်လို့ရတယ်ပေါ့နော်။ဟုတ်ပြီကွာပြန်ပြီးတော့ထောင်းကျင်နေဆိုရင်ဒီမှာ orientation မှာနေပြီးတော့မှ portrait လေးကိုပြန်ပြီးတော့မှရွေးပေးလိုက်ပါမယ်။ဒါဆိုရင်ပြန်ပြီးတော့ထောင်းသွားပါပြီ။ ပြီးရင်တော့ကျွန်တော် margin ကိုလည်းဒီမှာလာပြီးပြင်လို့ရပါသေးတယ်အဲ့ကမှတိောက်လေးမှာ margin စာလေးရှိရယ်နော်ဒီမှာ margin လေးမှာညာလေးကိုနှိမ့်လိုက်မယ်ဆိုရင်ဒီမှာရွေးရတယ်အများကြီးပါ normal ကိုတုံးပါလားနော် narrow ကိုတုံးပါလား white ကိုတုံးပါလားတိောက်မှကိုပြီးလာပြီးတော့မှပြင်လို့ရပါသေးတယ်ဒီမှာပြထားတဲ့အတိုင်းအတာတွေကိုကတခုမှမကြိုက်ဘူးကိုကိုတိုင်းပဲကွာတက်မှတ်ချင်တယ်ဆိုရင်လည်းပဲဒီမှာ custom margin စာလေးရှိရယ်ဒီကနေပြီးတော့လေကိုကြိုက်တဲ့အတိုင်းတာ left ကိုဘယ်လောက်ထားမယ် right ကိုဘယ်လောက်ထားမယ်ဆိုတာကိုအတိအကျလာပြီးတော့လေတက်မှတ်လို့ရပါတယ်ဥပမာကွာဒီမှာတော့ normal မတုံးတော့ဘူးကွာဒီမှာ white ကိုတုံးမယ်ပေါ့နော် white ကကြတော့ဒီမှာ top နဲ့ ဖို့တွင်တဲ့ကိုတော့ကျွန်တော်ကတလမ်းမှရှိတယ်။ left နဲ့ right နဲ့ကနှစ်လမ်းမှရှိတယ်။ဟုတ်ပြီကွာတရားကိုပြောင်းပြီးတော့သုံးချင်တယ်ဆိုပါဆို။ဒါတင်ကွာ rock white လေးပေါ်မှာကလေးတစ်ချက်လေးနေပြလိုက်ရုံပါပဲ။နေလိုက်ပြီးစာနဲ့ကြည့်လိုက်ပါ။ကျွန်တော်စာလေးကဒီမှာဘဲဘက်မှာနှစ်လမ်းမှညာဘက်မှာနှစ်လမ်းမှဆိုတော့ဒီမှာအကျဒီမှာဒီမှာတိုင်းကွာသွားတာကိုတွေ့ရမယ်နော်။အခုကိုနေတဲ့သူတို့ပြင်လို့ရပါတယ်။ ဟုတ်ပြီဒါလည်းကျွန်တော်ဥပမာလိုက်ပြပေးတာပါဒါလည်းအားလုံးကိုကပြင်လို့သဘောကျသွားပြီဒီတိုင်းကွာ confirm ဖြစ်သွားပြီဒီတိုင်း print ထုတ်တော့မယ်ဆိုရင်ဒီပေါ်လေးမှာ print ဆိုလိရှိပါတယ်ဒါလေးကိုနှိမ့်လိုက်ရုံပါပဲဟုတ်ပြီအဆင်ကျွန်တော်ဒီသင်ခန်းစာလေးမှာလေ့လာခဲ့ရတာကကျတော့ Microsoft Word မှာကျွန်တော်တို့စာရေးရိုက်တဲ့အခါမှာဆိုရင်ကျွတင်ပြီးတော့မှပြင်ဆင်ထားရမယ်ကျွန်တော်တည်ထားရမယ် page set ကိုဘယ်လိုမျိုးချိန်ရမလဲဆိုလိကိုလေ့လာခဲ့ရတာဖြစ်ပါတယ်ယခုသင်ခန်းစာလေးကမဆွေတို့ရဲ့လုပ်ငန်းခွင်အတွက်ကြိုးရှိမယ်လို့ယုံကြည်ပါတယ်သင်ခန်းစာလေးကကြိုးရှိတဲ့ဆိုရင် video လေးကို like လေးနဲ့ကပ်ပေးပါ comment လေးမှလည်းရေးကပ်ပေးပါခင်ဗျာကျွန်တော် YouTube channel လေးကိုလည်း subscribe လုပ်ကပ်ပေးပါဒါ description လေးရဲ့ ကိုမြင်နိုင်တာပါပဲဆိုင်နေကြပါစေဒီသင်ခန်းစာလေးမှာနားမလည်တာမရှင်းတာရှိမယ်ဆိုရင်လည်း comment လေးမှာရေးခဲ့ပေးပါနောက်ထပ်သင်ကြားပေးသေးတဲ့သင်ခန်းစာလေးတွေသိချင်တဲ့မေးခွန်းလေးတွေရှိမယ်ဆိုရင်လည်း comment လေးမှာရေးခဲ့ပေးပါကျွန်တော်ပြန်ပြီးတော့မှဖြေချပေးသွားပါမယ်အားလုံးကိုစိတ်နှစ်ပါးချမ်းသာကြပါစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ